ဘန်ကောက်ရောက်လို့ရှိရင်ဂျိမ်းမရှိပဲနဲ့ဘာလို့လို့ဘာခံရမှမသိဖြစ်ပြီးကြောင်ပြောင်းနေတတ်တဲ့ညိုကီတို့အတွက်ကျွန်တော်ပန်းဆိုင်လေးတစ်ဆိုင်ကိုညွှန်ပြပေးချင်ပါတယ်ဗျဒီဆိုင်လေးကတော့ကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မြို့ Paraathlete လမ်းပေါ်မှာတည်ရှိတဲ့ Lollipop ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီမှာတော့တွေ့ရတဲ့အတိုင်းပဲပန်းပေါင်းစုံလင်စွာနဲ့ရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့သူကဒီပန်းပွင့်နေနေမကသေးပါဘူးကျွန်တော်တို့ဒီပန်းပွင့်နေနေကိုထုတ်ပိုးဖို့အတွက်ဒါ accessory တွေပေါ့နော်မျိုးစုံကိုလည်းကျွန်တော်တို့တနေရာထဲမှာပဲကျွန်တော် one stop service ကျွန်တော်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်တော် ီဆိုင်လေးကိုကျွန်တော်သဘောကျတဲ့အချက်ကပါလဲဆိုတော့ကိုမြန်မာလူမျိုးတွေပဲဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်မြန်မာလူပဲပြောပြီးတော့ AC ဆွေးနွေး AC မေးပြီးတော့ဒါချေးလို့ရတာဖြစ်တဲ့အတွက်အဲဒီတစ်ခုကလည်းအယံအောင်မိုက်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုမိုက်တာရှိသေးတယ်အဲ့ဒါတော့တတာဒီမှာတွေ့ရတဲ့အချိန်မှာပဲ buy one get one promotion လည်းရှိပါသေးတယ်အဲ့ဒါကြီးကလည်းအယံတန်တယ်ဗျာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးတွေ့ရခဲ့တယ်ဒီမှာ तू ကနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီပန်းလေးနေနေမကောက်ဘူးဗျာသိလား तू က ကူကီးရှိတယ်ဂျယ်လီရှိတယ်ပြီးအခါကျဂျူးရှိတယ်ပေါ့နော်ဆိုတော့မိမိနှစ်သက်ရာဟိုဒါသုံးဆောင်ပြီးတော့အကောင်းဆုံးများပြောမှဆိုရင်ဒါလောကကြီးခနာရတန်းသွားသလိုပဲ not tenement နဲ့ဆုံးတိုင်း ဆိုတဲ့အတိုင်းပဲဗျာကျွန်တော်တို့ AC ချေးလို့ရတယ်ပြီးတော့ဒီဇိုင်းလေးကိုလာလို့ရှိရင်ဒီဇိုင်းလေးရဲ့အနည်းဆုံးနေရာမှာ para ethic လေဆိပ်ရှိတာဖြစ်တဲ့အတွက်ဒီအဲ့လေဆိပ်ကနေပြီးတော့ကျွန်တော် icon cyan ကိုလေစီးလို့ရတယ်ပြီးတော့ icon cyan မှာ AC ရှောက်ပတ်ညစာစားပြီးမှ icon cyan ကနေပြီးတော့ဒီဘန်ကောက်ရဲ့ညအလာတွေကိုရှူစားရင်းနဲ့ဒီဘက်ကိုလေပြန်စီးလာ ID vibe က bro တို့ဘာနဲ့မှမတူဘူးဗျာ bro အရန်ခိုက်သွားစေရမယ် ဒါပေမဲ့တခုရှိတာကကျွန်တော်ဒီပန်းပွင့်လေးတွေကဘန်ကောက်မှာတရားဝင်ခွင့်ပြုထားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့နိုင်ငံမှာကတော့ခွင့်မပြုထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာတော့တောက်တုံးချင်းလုံးဝမပြုကြပါနဲ့ခင်ဗျာဘရိုးတို့အတွက်အန္တရာယ်ရှိပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာပြန်တွေ့ကြပါမယ်ဗျာဘိုင်ဘိုင်